ျွန်တော်ဒီနေ့ပြောပြမယ်အကြောင်းအရာကတော့အိမ်တွင်ပြစ်ဘိုကာရှိမျောဇာဖြစ်ပါတယ်ဘိုကာရှိမျောဇာဆိုတာကဂျပန်စကားပါအဓိပ္ပာယ်ကအချင်းဖောက်ထားတဲ့ organic ပစ္စည်းတွေဖြစ်ပါတယ် organic ပစ္စည်းဆိုတာကအပင်နေတရိษံနေစတဲ့တက်ရှိတွေကရလာတဲ့ပစ္စည်းတွေဖြစ်ကြပါတယ် ဒီဘုကရှိမြေဩဇာကိုမြေကြီးတဲ့ထက်လိုက်တဲ့အခါဒီမြေဩဇာက မြေကြီးကို အာဟာရတွေပြည့်ဝအောင်ဖြည့်ဆည်းပေးပြီးမြေကြီးကမှသူ့အပေါ်ပေါက်နေတဲ့အပင်နဲ့သူ့အတွင်းရှိနေတဲ့အမှုဇေဝတက်ရှိမျိုးစုံကို အာဟာရတွေကျွေးမွေးတာဖြစ်ပါတယ်အခုအဲ့ဒီဘုကရှိမြေဩဇာကိုကိုယ့်အိမ်မှာကိုယ်တိုင်ဖော်ဆက်ကြပါမယ်ဘုကရှိ မျိုးစာဖွဲ့ဆက်ရမှာပါဝင်တဲ့ပစ္စည်းတွေကတောင်သူတွေအလွယ်တကူရတဲ့ပစ္စည်းတွေဖြစ်ကြပါတယ်။ဘာပစ္စည်းတွေပါလဲကြည့်အောင်။နံပါတ်1ကနွားချေအမှုန့်ပါ။နွားချေစာကြွက်ချေကြက်ချေစိတ်ချေအဲ့ဒါတွေလည်းတုံးလို့ရပါတယ်။နွားချေအမှုန့်၄ဒင်းပါ။နံပါတ်2ကဇပခွန်မီသွေး ရပခုံဖွဲပြားလို့လည်းခေါ်တတ်ပါတယ်သူကနှစ်တင်းမှာနံပါတ်3ကဝယုံမင်းအောက်ကမြေကြီးဒါမှမဟုတ်တစ်တော်တွေကအပေါ်ယံမြေအမှုတ်သူကနှစ်တင်းမှာနောက်ဖွဲနုစစ်စစ်တင်းကွယ်ပေပတ်မှုတ်ဒါမှမဟုတ်ရိုးရိုးပက်မှုတ်ပေါ့နှစ်ပိတ်သားတကြားအညိုဆိုပူကောင်းပါတယ်85ချက်သားတီးဆုံချင်ပတ်ကြီးဒါမှမဟုတ်ဟင်းရွက်ဆုံချင်ပတ်ကြီး သူကရည်တံဘူးတဝက်900 cc စံထက် EM ကရည်တံဘူးနှစ်ဘူး2လစ်တာငါအမိုင်နိုကနှုတ်စီဘူးတူဘူးလောက်300 cc နောက်ရေနှကားလန်လို့ဖြစ်ပါတယ်ဖော်ဆက်တဲ့ပုံကတော့ပထမနွားချေကျွဲချေဒါမှမဟုတ်ဆိတ်ချေကြက်ချေအလွယ်တကူရနိုင်တဲ့တရိတ်ဆန်ချေတမျိုးမျိုးသုံးနိုင်ပါတယ် သူတို့ကအမှုန့်ဖြစ်နေပို့ပေါက်ပါလေအဲကြောင့်ဒီမှာအမှုန့်ချနေတာကိုတွေ့ပါလိမ့်မယ်ဒါဦးမျိုးဝင်းနော်သူအိမ်မှာမြင်းများစားစားပေါ်ဖို့အတွက်နွားချီကိုအမှုန့်ချနေတာပါအမှုန့်ချနေပြီဖြစ်ပါတယ်ခင်ဗျာအမနစ်ကဝယုံမင်းအောက်ကမြေကြီးဒါမှမဟုတ်တက်တော်မြေကြီးအဲ့ဒီမြေကြီးတွေကနော်အပေါ်ယံအလွာကိုယူလိုက်တဲ့အခါမှာအဲ့ဒီအပေါ်ယံအလွာထဲမှာမြေကြီးဩဇာအင်တန်ကောင်းပါတယ် အကျိုးပြုတဲ့အမှုစုဝါတက်ရှိတယ်လေအများကြီးပါပါတယ်ဒါကြောင့်ဝရမင်းအောက်ကမြေကြီးကိုယူခြင်းဖြစ်ပါတယ်နောက်နံပါတ်3ကဖွဲ့နုပုံမှန်ပြထားတဲ့အတိုင်းပါပဲဖွဲ့နုကစစ်ဖို့လိုပါတယ်ဖွဲ့ချမ်းနေပြန်ကြိတ်ထားတာဆိုမှကောင်းပါဘူးဖွဲ့နုစစ်စစ်ပါနောက်နံပါတ်4ရဲ့ပေပတ်မှုန့်အစ်စ်ရမယ်ဆိုရင်ပိုကောင်းတယ်တချို့ဒေတာတွေကပေပတ်မှုန့်မရနိုင်ရင်တော့ကိုဒေတာမှအလွယ်တကူရနိုင်တဲ့ပဲမှုန့်တစ်မျိုးမျိုးကိုသုံးလို့ရပါတယ် နမငါဟိရဆုံးချင်ဖတ်ပြောဤဓမ္မမဟုတ်တီးဆုံးချင်ဖတ်ပြောဤနောက်တစ်ခါစွန့်ထက် EM ဒါတွေကကိုတိုင်းအိမ်မာရင်ဖော်ဆက်ထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီချင်ဖတ်ဤစွန့်ထက် EM နဲ့တကြားတို့ကိုရေနှကာလန်ထဲမှာပထမဆုံးရောဆက်ပြောပြထားပါ နောက်ပြီးရင်ဖွဲ့နှုနဲ့ပဲမှုန်တွေကိုလည်းရောပြီးပြောပြထားပါ ရောပေးတာပါ။ Now တမန်တလင်းပေါ်မှာပဲဖြစ်ဖြစ် plastic စမိုးကာစပေါ်မှာပဲဖြစ်ဖြစ်ပထမနွားချီဖြန့်ခင်းလိုက်ပါ။နောက်ဇပခွန်ဖွဲပြသူ့အပေါ်တင်မာနောက်မြေကြီးကို အပေါ်ဆုံးကတင်းပြီးအဲ့ဒီသုံးမျိုးကိုတမအောင် ရောဆက်ပေးပါ။ရောနေတဲ့အချိန်ချင်ပတ်ရည်တို့ EM တို့ဖြော်ထားတဲ့ဖြော်ရည်နဲ့ပက်ဖြန့်ပြီးပေးပါ။ရောဆက်ထားတဲ့ အယောကို လက်ထဲမှာဆုပ်ကြည့်လို့ရှိရင် ပေါက်ပေါက်ဆုပ်ကလေးလိုဆုပ်လို့ရလာရင်အဆူဓာတ်တင်းတင်းတဲ့အနေအထားမှာရှိပါတယ်ပေါက်ပေါက်ဆုပ်ဆုပ်လို့မရဘဲပွဲသွားမယ်ဆိုရင်အဆူဓာတ်ကလိုနေသေးတယ်လက်ထဲမှာဆုပ်ကြည့်တဲ့အခါလက်ကြားတွေကရေတွေထွက်လာရင်တော့အဆူဓာတ်များလွန်းသွားတယ်အဆူဓာတ်များသွားရင်ပုဂ္ဂရှိမျိုးစာပုတ်သွားတတ်တယ်နော်ဒါကြောင့်ဖော်ဆက်တာမအောင်မြင်ပါဘူးနော့ချေမြေဆွေး ဇဘခွန်ဖွဲပြာတွေတမတ်အောင်ရက်ဆက်ပြီးသွားရင်အဲ့ဒီအပုံမော်ကို ဖွဲနုနဲ့ပဲမှောက်အယောကိုရှူပြီးတော့မှမှွေပြပါ မှွေနေတဲ့အချိန်ချင်ဘက်ရည်စွမ်းတဲ့ EN တို့ ဖြောထားတဲ့အရည်နဲ့ပက်ဖြန်းပြီးမှွေပြပါအဲ့ဒီအရည်ကုံသွားရင်ရိုးရိုးရည်နဲ့ပက်ဖြန်းပေးနိုင်ပါတယ်ရွတ်ဆက်ထားတဲ့အယောရဲ့အဆူဓာတ်ကပေါက်ပေါက်ဆုတ်ဆုတ်လို့ရတဲ့အနေအထားဖြစ်ရပါမယ် အလုံးနှံ့ဆက်အောင်ရောက်မှပြီးရင်ဘောကရှိအပုံကိုမိုးကစားနဲ့လုံနေအောင်ဖောင်းအုပ်ပေးတာပါနံပါတ်7အနေနဲ့နောက်နေ့နံနဲ့အပုံပေါ်ဖုံးထားတဲ့မိုးကစားကိုဖြန့်ပေးလိုက်ပါအဲ့ဒီအချိန်အပုံရဲ့အပေါ်ရံမျက်နှာပြင်မှာမှုန်မြင်နေအများကြီးထွက်နေတာကိုတွေ့မြင်ရပါမယ်အပုံထဲကိုလက်၌ကြည့်ရင်လည်းပဲအင်မတန်ပူနေတာကိုခံစားရပါလိမ့်မယ်အပုံကိုအထက်အောက်သမတ်တောင်းအောင်ပွေပေးပြီးပြောင်းအောင်ထားပေးပါ ညနေပိုင်းမှာတစ်ကြိမ်မှွေပါတပတ်တိတိကြာအောင်မနေ့တစ်ကြိမ်ညနေတစ်ကြိမ်တရက်ကိုနှစ်ကြိမ်မှွေပေးပါရှစ်ရက်မြောက်တဲ့နေ့မှာအပူဓာတ်ထွက်တာညော့နေတော့ပါလိမ့်မယ်အဲ့ဒီရက်ကစပြီးတပတ်တိတိတနေ့ကိုတစ်ကြိမ်မှွေပေးပါမှွေနေတဲ့ရက်တွေအတွင်းဘုကရှိအပုံက6တွိလွန်သွားရင်ပေါပေါဆူဆူလို့ရတဲ့အဆူဓာတ်ရှိနေအောင် ရေးဖြန့်ပေးပါဖော့ဆက်ပြီး15ရက်ကြာရင်အပုံကအပူတက်ကလေးက7သိန်းနွေးလောက်ပဲရှိပါတော့တယ်ဘောကရှိအနက်ကလည်းချင်းဘတ်အနက်ကလေးထွက်နေရပါမယ်အပုံနဲ့မထွက်ရပါဘူးဖော့ဆက်ထားတာမအောင်မြင်ပါဘူးအပုံနဲ့ထွက်နေရင်သုံးဖို့မသင့်ပါဘူးအဲ့ဒီရက်ကစပြီးတုံးလို့ရပါပြီအတုံးမပြည့်ပြည့်သေးတဲ့ ဘုကရှိတွေကိုအိတ်ထဲမှာတွပီတူလုံးသိမ့်စီထားနိုင်ပါတယ်။သုံးဆွဲခဲ့ရတဲ့ပစ္စည်းတွေရဲ့ကုန်ကျငွေကိုတွက်ချက်ပြီးဘုကရှိတိတ်ကတံပိုးကိုတွက်ချက်ကြည့်နိုင်ပါတယ်။တအိတ်ရဲ့အကြံမြင်တံပိုးကိုသိရင်တအိကကိုကျွန်တော်တို့ဘယ်လောက်ထည့်ပေးမလဲ။အဲ့ဒါကိုဖတ်ကိုချင်းချင်းလို့ရပါတယ်။ကိုယ်တိုင်ဖော်ဆက်မယ်ဆိုရင်ဘုကရှိတိတ်က6000က8000ကျက်လောက်ပဲကုန်ပါတယ်။ အပြင်မှာဝယ်မယ်ဆိုရင်တအိတ်ကိုကြက်1000ငွေရနေအထက်ပေးရပါတယ်တချို့မြန်2000 2000ငွေ3000ထိတောင်ပေးရတယ်ကိုယ်တိုင်ဖော်ဆက်တာကတော့ပိုတွက်ချိတ်ကြတာပေါ့အဲ့တော့ကိုယ်တိုင်ဖော်ဆက်ကြဖို့လည်းတိုက်တော့မရစေဒီမှာဆိုရင်ကျွန်တော်တို့ကုကချီဖော်နေတာနော်ပေပါမောင်းတဲ့ဖွဲ့နှုတ်ကို အပေါ်ကနေမဆလာဖြူတလို့ဖြူပြီးတော့မှငွေကြတာပါဒါကနေ့စဉ်မှုပေးရပါတယ်အပူငွေတွေတအားထွက်ပါတယ် မှုမြင်နေလည်းဖြစ်ပါတယ်အခုဒီမှာဆိုလို့ရှိရင် မှုနေတဲ့အချိန်မှာအပူငွေ့တွေများကြီးထွက်လို့နော်ဖနက်တောင်လက်ရှိဖနက်စီပီလောက်ရပါတယ်အပူငွေ့တွေထွက်နေတော့မှာပဲဒါဦးမျိုးဝင်သူ့အိမ်တော့ခင်းမှာသူ့လက်ကိုဧကအတွက်အများကြီးစက်နေတာပါဖိုကရှိဖော်ဆက်နေတဲ့အချိန် ရေကို လိုသလိုဖြန့်ပေးရပါတယ်အစိုးတက်ခါနောက်ပေါပေါဆုပ်ဆုပ်လို့ရတဲ့အနေအထားကို ရှိနေရပါတယ်ပုဂ္ဂရှိဖော်ဆက်ပြီးရင်လုံအောင်ပြန်အုပ်ပေးရပါတယ်ဒါ2023ဒီဇင်ဘာ17ရက်တုန်းကမလုပ်နေကြတဲ့ဟာပါပခုတ်ကူကမ္မဘက်ကရွာတွေမှာတော့အဖွဲလိုက်စူပေါင်းပြီးဖော်ဆက်ကြတယ်သူတို့စီကိုကျွန်တော်လေးတိုင်းကနေ zoom ကနေတင်ဆက်တင်နေပေးတဲ့ ပြေးပြီးတဲ့နောက်သူတို့ဆက်လုပ်နေကြတာပါနော်ဒါအဖွဲလိုက်ပေါ်ဆက်နေကြတယ်သူတို့ဖွဲ့နေဖြစ်ပါတယ်အမျိုးသမီးတွေလည်းပါပါတယ်နော်ပြီးရင်သူတို့ဓာရီကို ခွဲဝေပြီးတော့မှယူကြမှာဖြစ်ပါတယ်အဲ့တော့စုပေါင်းပြီးတော့ပေါ်နေကြတာပါနော်အားရစရာကောင်းပါတယ်ဒီမှာဆိုလို့ရှိရင်တရားကိုစနေတကြနဲ့ပေါ်ဆက်ပြီးလုပ်နေကြတာဖြစ်ပါတယ်နော်ရက်အလိုက်ပေါ်ထားတဲ့ ဖိုကာရှိအပုံတွေဖြစ်ပါတယ်ကျွန်တော်အခုနမူနာနွားချေလေးဒင်းဆက်ကိုပြောတယ်လေးဒင်းဆက်အချိုးနဲ့ဖော်တယ်လို့နွားချေရှစ်ဒင်းဆက်နွားချေဆနဒင်းဆက်နွားချေဆချောက်ဒင်းဆက်အချိုးအမျိုးမျိုးနဲ့ဖော်ကြပါတယ်နောက်သူ့ရဲ့လက်အပုံတွေစုပုံထားကြပါတယ်ပြီးရင်မသုံးပြသေးရင်အိတ်သွတ်ထားပါတယ်အခုဒါဖိုကာရှိအိတ်တွေပါနောက်ဒီမှာဆိုလို့ရှိရင်စက်ရိတ်က80ကျော်အ တွက်ဘုကရှိတွေအများကြီးဖော်နေကြတာပါ။နောက်ပြီးရင်အိတ်တို့ပြီးတော့တင်ထားပါတယ်။အဲထည့်ရမယ်နှုံးကပထမဆုံးအကျင့်ဖြစ်ထည့်မယ်ဆိုရင်တေကောအနည်းဆုံး10အိတ်တော့ထည့်ပေးတယ်။အဲ့ဒါပိုပြီးထည့်နိုင်ဖို့ကောင်းတော့ပေါ့။တအိတ်တံဘိုးကိုတွက်ပြီးတော့မှဓမ္မယောဇာထည့်ရင် ကုန်ကြနိုင်မယ်တံဘိုးနဲ့ချိန်ထုတ်ပြီးထည့်သွင်းပေးတယ်ပါတယ်။ဘုကရှိတအိတ်8000လို့ပြောမယ်ဆိုရင် ဆဲအိတ်မှာ၈တောင်းမှာတမျောဇာတိတ်ဖို့မရှိသေးပါဘူးဒီကနေ့တမျောဇာတိတ်ကတသိန်းခွဲပါအဲ့တော့တမျောဇာတိတ်သုံးနာနဲ့ဘူကာရှိဆဲအိတ်သုံးနာနဲ့အာနိတင်ခြင်းကအင်မတန်กว่าပါတယ်တကြိမ်တည်းနဲ့ထဲ့တာရှိသလိုအပင်သက်တမ်းလိုက်အကြိမ်လေးခွဲပြီးတော့လည်းဘူကာရှိကိုထဲ့နိုင်ပါတယ်ကိုစိတ်ကြိုက်လို့လို့ရပါတယ်ပထမနှစ်မှာ များများထဲ့ထားရင် နောက်နှစ်တည်ကျန် short ထည့်သွားလို့ရပါတယ်အဲ့တော့ဘုကာရှိမီဩဇာကိုဝယုံမင်းအောက်ကမြေနော်တက်တော်တဲ့ကမြေတစ်ပင်ကြီးတွေအောက်ကအပေါ်ယံမြေကြီးတွေနဲ့ဇာတူရော့ဆက်ပြီးတော့လဲထည့်လို့ရပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်မြေပဲစိုက်ထားတဲ့အကွက်ထဲမှာမြေပဲစိုက်ပြီးတဲ့နောက်ဘုကာရှိလိုက်ပြီးထည့်ပေးနေတာပါဒါကပွင့်ပြူကဥလတ်ချိုခုတ်ဖုံးစိုက် ထားတဲ့ကလပဲအခင်းတွေကိုဘူကာရှိချစ်ပက်နေတာပါဒါကဆလင်းမြွနဲ့ရေသွင်းနှမ်းစိုက်ပြီးဘူကာရှိကျဲပါတယ်တဲ့နှတ်ထောင်ကြည့်ရအောင်ပါဒါကျွန်တော်ဒီပူရိုးဖမ်းရတော့ကျွန်တော်တို့ခုတ်ဖုံးစနစ်နဲ့ဖုံးမှုနှမ်းစိုက်ကွင်းတွေကို ကျွန်တော်တို့ကိုယ်တိုင်ဖော်ဆက်ထားတဲ့ဘူကာချီမြေသွင်းများပက်နေခြင်းဖြစ်ပါတယ်ကျွန်တော်တို့ခုတ်ဖုံးစနစ်နဲ့လောက်ထားတဲ့ရှာယူဥသိမ်းစုရဲ့ဤပညာနဲ့ကျွန်တော်တို့ ခုတ်ဖုံးနှမ်းရေသွင်းစိုက်ပျိုးတဲ့အခင်းတွေကိုကျွန်တော်တို့ကိုယ်တိုင်ဖော်ဆက်ထားတဲ့ဘူကာချီမြေကြီးပက်နေခြင်းဖြစ်ပါတယ်ဒါကျွန်တော်တို့ဆလင်းမြို့နယ်ငတန်းကောင်းကြီးရွာအုပ်စုဟောအေဒီဇာစီမံကိန်းရွာဖြစ်တဲ့ငတန်းကောင်းကြီးရွာမှာကျွန်တော်တို့လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်နေဒါကတော့ဦးမျိုးဝင်းသူစုထိုးစိုက်ထားတဲ့မြေပဲခင်တွေကိုဘူကာချီကြီးကျင်းနေတာတော့မြင်ရတာတော့အထူးအဆန်းဖြစ်လောက်တယ် ။အဲဆိုရူပြငုတ်တွေကဒီတိုင်းရှိသေးတယ်။နောက်အဲ့ဒီထက်မှကလဘဲကကျဲပြီးပြီ။နောက်မြေဘဲကစူးထိုးဆိုက်ပြီးပြီ။ပြီးတော့ဖိုကာရှိကိုအဲ့ဒါလိုပက်နေတာ။နောက်ဒါလည်းတူတူပါပဲခုတ်ပုံကလဘဲခင်းထဲမှာလူမျိုးဝင်ဖိုကာရှိကျဲနေတာပါ။ဘုကရှိကို အများကြီးပေါ်ဆက်တယ်ပြီးရင် အခင်းထဲမှာအဲ့ဒါလိုပဲနော်ကျက်ပက်ပြပါတယ်ဒါဆိုလို့ရှိရင် SRI နဲ့ စိုက်ထားတဲ့စဘာကင်ကောက်ဆိုင်ပြီးပြီးဘာပဲမှတော့မမြင်ရဘူးအဲ့ဒီထက်မှပိုကရှိကိုအဲ့ဒါလိုချက်ပက်ပါတယ်မြေခံတော့ကလည်းသူထည့်ခဲ့ပါတယ်အကောက်ဆိုင်ပြီးတော့လည်းသူကျဲပါတယ်အပင်တော်တော်ကြီးလာတဲ့အခါကျတော့လည်းပိုကရှိကိုကျဲပါတယ်နောက်ဒီမှာဆက်လို့ရှိရင် SR တိုင်းနဲ့စိုက်ထားတဲ့နစဘာကင်နတလာခွဲလောက်အသက်ရလာပြီအဲ့ဒီမှာ ဘုကာရှိကျဲနေပါတယ်။ပေါင်းထိုးတမန်းနှိုးလုတ်တဲ့သူကလုတ်နေပါတယ်။လက်ပေါင်းလိုက်တဲ့သူကလိုက်နေပါတယ်။ဟမ်။အဲ့တော့ကန္ဓာဇုံကိုတပြိုင်နက်တည်းလုတ်နေကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲသူ့စဘာကင်းနေရအင်တန်အာရကျင်နေဆက်ခုံးပါတယ်။အဲ့ဒါကတော့မြေပဲကင်းအတန်ကြားထဲမှာဘုကာရှိထည့်နေတာဖြစ်ပါတယ်။ အဘုကရှိမီဩဇာကတိနမင်းနေအတွက်အဟာရဖြည့်စီးပေးုံသာမကဘူးမြေကြီးရဲ့ရုပ်ကုံတတ္တိနဲ့ဓာတ်ကုံတတ္တိတွေကိုလည်းပဲပိုကောင်းအောင်လှုပ်ဆောင်ပေးတယ်မြေကြီးကိုသူကအဟာရတွေတင်းနေအောင်ကျွေးလိုက်တဲ့သဘောစိုက်ပျိုးရေးခေတ်အဖွဲ့အစည်းကြီးကိုလည်းပိုကောင်းလာစေတယ်ဓမ္မဩဇာဒီလိုတိနံပင်တစ်ခုတည်းကိုသာတိုက်ရိုက်ကျွေးတာမဟုတ်ဘူးစိုက်ပျိုးရေးခေတ် ဖွဲ့ကြီးတစ်ခုလုံးကောင်းအောင်ဘုကာရှိရလုပ်ပြီးတာရေရှည်ဆွဲဆွဲမြဲမြဲတုံးသွားမယ်ဆိုရင်မြေကြီးရဲ့မြေကြီးဩဇာတက်တွေပိုးကောင်းမွန်ထက်သန်လာပြီးတော့ဘုကာရှိမြေဩဇာကိုပုံမှန်ထက်တွင်းတုံးဆွဲသွားရင်ဓာတ်မြေဩဇာတွေလုံးဝထက်စရာမလိုတော့တဲ့အထိရောက်ရှိသွားမှာဖြစ်ပါတယ်ဘုကာရှိမြေဩဇာတဲ့ဖော်ဆက်ဖို့မြင်ခဲ့ပါလားဘယ်တော့ဖော်ကြမလဲ ိုယ်တိုင်ပေါ်ချဖို့တိုက်တော့မရစေ။သူမြတ်ဖို့ဆက်တာဝယ်300ရရင် ကိုယ့်လောက်တော့အစ်စ်မရနိုင်ဘူးလေ။ဒီနေ့ခေတ်မှာတဲယူပို့ဆောင်ရမယ်ဇေယိနဲ့ဆိုအဆင်မပြေနိုင်ဘူး။ဒါကြောင့်ကိုယ်တိုင်ပေါ်ချပါလို့တိုက်တွန်းလို့ဆိုပါရစေ။ကြီးစုလေးလာပြည့်တဲ့အတွက်ကျေးဇူးပါ။ကျွန်တော်သိန်းစုပါ။ရေစင်းဆိုင်ပြေတက်တော့အငင်းစားတွေ့ပေပမောခတဲ့ဦးဖြစ်ပါလေ။